မိုက်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့အနောက်နှလုံးပေါင်းခြင်း break 23မျိုးကိုကျွန်တော်တို့ပြန်ပြီးလဲမျှဝေတော့မှာဖြစ်ပါတယ်ဗောနော် TF today အနောက်နှလုံးပေါင်းခြင်း break 6လုံးယူတဲ့ဒီ20နံပါတ်3ဖြစ်ပါတယ်ဗောနော်ကျွန်တော်တို့နံပါတ်1နဲ့နံပါတ်2ကိုကြတော့တင်ပြီးထားပြီးပြီဖြစ်ပါတယ်ဗောနော်ဒါလေးကတော့ကျွန်တော်တို့နောက်ထပ်ဒီအနောက်နှလုံးပေါင်းခြင်း break 6လုံးယူတဲ့ဒီကိုပြပြီးတော့မှာဗောနော် ဒီရှိခွန်လေးငါဒီလေးလုံးပေါင်းရှင်လေးပေါ့နော်လေး6 8 9တုံများနဲ့အဲ့ဒီ6လုံးမှာသူချပြီးတော့တာက336ဖြစ်ပါတယ်ဒါကြောင့်မို့အနန္တလုံးပေါင်း3နဲ့6ပေါင်းရှင်9ပရိဖြစ်ပါတယ်တုံများနဲ့လေးငါ6 8အနန္တလုံးပေါင်းရှင်ပရိထဲကတုံညာလေးတည်ဆိုတဲ့အတွက်လေးနဲ့တည်ပေါင်းရှင်9ဖြစ်ပါတယ်3 3 5ကိုပေါင်းတာဖြစ်ပါတယ်ပေါ့နော် တောင်ညာလေးတစ်ဖြစ်ပါတယ်နောက်ထပ်တစ်ခုမှာတော့အလေးခွန်ခွန်၅ပေါင်းရှင်3 9 8အနန္တလုံးပေါင်းရှင်ပြိ6လုံးမှာတောင်ညာလေးတစ်ပြီးတော့6 6 9ဆိုတဲ့အတွက်6ရဲ့ခွန်ရှင်ပေါင်းရှင်3ပြိဖြစ်ပါတယ်အဲ့မှာကျွန်တော်ပေါင်းရှင်အရာ3 9 6 9အနန္တလုံးပေါင်းရှင်ပြိဖြစ်ပါတယ်6တောင်ညာ6ဆိုတဲ့အတွက်တောင်ညာနဲ့6ပေါင်းရှင်6ပြိဖြစ်ပါတယ် ရှောင်းရှစ်တုံများတင်းနှစ်တုံအနောင်နှလုံးပေါင်းရှင်ပရိချလုံးထက်က66နှစ်ဆိုတဲ့အတွက်6နှစ်နှစ်ပေါင်းရှင်ရှစ်ပရိဖြစ်ပါလေ။နှစ်9ပေါင်းရှင်ခွန်ခွန်ကိုတင်းနှစ်တုံကအနောင်နှလုံးပေါင်းရှင်ပရိချလုံးထက်က665ဆိုတဲ့အတွက်69ပေါင်းရှင်တင်းပရိဖြစ်ပါလေ။နေလေးရှောက်ခွန်ရှစ်တုံများအနန္တလုံးပေါင်းရှင်ပြိမ္မာကိုရှောင်းနှစ်6ရက်နှစ်ရက်ပေါင်းရှင်ရှစ်ပြိမ္မာဖြစ်ပါလေ။ အနောက်နှလုံးပေါင်းခြင်းပြိတ်၆လုံးယူတဲ့နည်းဖြစ်ပါတယ်ပေါ့နော်။ရှောက်ရှိတုံညာတင်းနေလေးအနောက်နှလုံးပေါင်းခြင်းပြိတ်မှာတုံညာအလေးလေးဆိုတဲ့အတွက်အလေးနဲ့အလေးပေါင်းခြင်းရှိပြိတ်ဖြစ်ပါတယ်။နောက်ထပ်ကျွန်တော်တင်းနေ၃၅ပေါင်းခြင်းမှာတင်း၃၅၆၉အနောက်နှလုံးပေါင်းခြင်းပြိတ်၆လုံးထဲကနည်းနည်းတစ်ဆိုတဲ့အတွက်နည်းနည်းတစ်ပေါင်းခြင်း၃ပြိတ်ဖြစ်ပါတယ်။ တဲ့တုံးက6ခွန်9ပဲထပ်ပြီးရတယ်ပေါ့နော်8 4 3ဆိုတဲ့အတွက်အလေး3ပေါင်းရှင်9ပြည်ဖြစ်ပါတယ်6 5ပေါင်းရှင်တဲ့တုံးက6ခွန်9ရတာဖြစ်ပါတယ်8 6 3ဆိုတဲ့အတွက်6နဲ့3ပေါင်းရှင်9ဖြစ်ပါတယ်ဒီ2 4 3ဆိုတာကတော့20ဖြစ်ပါတယ်ပေါ့နော်ဒီ4 6 9တုံးများနေကပြည်ဖြစ်ပါတယ်2တုံးများ9ဆိုတဲ့အတွက်တုံးများနဲ့9ပေါင်းရှင်9 9 9မှာ9နဲ့9ပေါင်းရှင်6ပြည်ဖြစ်ပါတယ် နောက်ထပ်900ဒီဘင်မှာအနောက်နှလုံးပေါင်းရှင်၃များနဲ့၃များနဲ့ပေါင်းရှင်၃များပရိဖြစ်ပါတယ်။ခုန်ခုန်ဒီဘင်မှာကျတော့အချောက်ရှစ်၃များတင်းတင်းလေးအနောက်နှလုံးပေါင်းရှင်ပရိပရိဖြစ်ပါတယ်။ခုန်ခုန်ပေါင်းရှင်လေးပရိဖြစ်ပါတယ်ဗောနော်။ရှစ်၃များနှစ်၃လေးလျှောက်ထက်က၈၉၄၉ပေါင်းရှင်၃ပရိဖြစ်ပါတယ်။ဒီလေး၆၈၉၃များနှစ်မှာ၅၆၃ဆိုတဲ့အတွက်၆နဲ့၃ပေါင်းရှင်၉ပရိဆိုပြီးဒီ20 ဒီမှာဆိုရင်အကြိမ်အဖြစ်30ကျော်ကျိန်ရှိသွားပြီ ဖြစ်သွားတယ်ပေါ့နော်။6ခုပေါင်း3 3နဲ့6ပေါင်းရှင်း6 6နဲ့2ပေါင်း8 6နဲ့5ပေါင်း7 9 6ှာ6နဲ့2ပေါင်း8ပေါ့နော်။ Okay ဒါလေးကိုကျွန်တော်တို့မိတ်ဆွေများတွင်နေလေလာလို့ရအောင်ပေါ့နော်အထောက်အကူရအောင် ရှင်းပြပေးတော့မှာဖြစ်ပါတယ်။ကျွန်တော်တို့တွင်ကဒီနှစ်ပိတ်မှာပြထားတယ်ဆိုပေမဲ့ ကျွန်တော်တို့မိတ်ဆွေများတည်အောင်အခြေပြန်ပြန်ပြီးပြပေးသားမယ်ပေါ့နော်โอเคဒီ300တပင်ကနေ6400ရာရီတွင်ကိုတက်ပြပြီးတော့မှာဖြစ်ပါတယ်ပေါ့เนาะယူရဲနီကဒီနှစ်ကတစ်ကြိမ်ဖြစ်ပါတယ်ပြီးရင်ဒီတစ်ကတစ်ကြိမ်ပေါ့เนาะပြီးရင်ဒီ3ညနဲ့9နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်ဒါကြောင့်မို့နှစ်တစ်3ညက3လုံးပေါင်းရှင်း600မှာဖြစ်ပါတယ်6ကိုနှစ်ပေါင်းရှင်းက10 3ညကိုလည်းနှစ်ပေါင်းရှင်း 3လေးလို့အရှင်းလိုက်သုံးပြီးရင်နင်းနဲ့ထပ်ပေါင်းရှင်း6 7မြ2 3 4 6တဲ့က8 9လေးဖြစ်ပါတယ်အနောက်နှလုံးပေါင်းရှင်းပရိဖြစ်တဲ့အတွက်ဒီ9နဲ့လေးပေါင်းရှင်း3ပရိဖြစ်ပါတယ်ဗောနော်ဒါကြောင့်မို့8 9မြ2 3 4 6မှာ8 9လေးဆိုပြီးဒီမှာရေးပြထားတယ်ဗောနော်ဒီမှာ8 9မြ2 3 4 6မှာ8 9လေး ပြီးတော့ဒီ3395ရတာကိုထပ်ပြီးတွေ့ပြပေးသွားမှာပါနော်3395ယူထားတာကဒီနှစ်ကိုယူတဲ့အတွက်ဒီတစ်ကိုယူထားတာဖြစ်ပါတယ်ပြီးရင်တဲ့ဘောကတစ်ကိုယူတဲ့အတွက်ဒီအောက်က3ကိုယူတာဖြစ်ပါတယ်ပြီးရင်3မြောက်ယူတဲ့အတွက်ဒီအောက်က9ကိုယူပြီးတော့အနောက်က9နဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်9 9 30 3ပေါင်းရှင်း4ဆိုတဲ့အတွက်4ကိုလည်း2နဲ့ပေါင်း6 6ကို2ပေါင်း8 9 3ညနေဖြစ်မယ်ပါနော် အဲ့မှာ963ဆိုတဲ့အတွက်ကြောင့်မို့အနောက်နှလုံးပေါင်း6ရက်3ရက်ပေါင်းရှင်း9ပရိဖြစ်ပါတယ်တက်3 9 9ပါနော်တက်3 9 9မှာ4 6 9တုံများနဲ့963ဒီမှာရေးပြထားတယ်ပါနော်တက်3 9 9လေးချောင်းရှိကိုတို့များနဲ့မှာ963ဖြစ်ပါတယ်။ Okay ကျွန်တော်တို့6ကြိမ်အတွက်ထပ်ပြီးတော့လေလာကြည့်မယ်ပါနော်။အပေါ်ကယူတဲ့နေ့အသိဆိုရင်ဒီမှာ9တစ်ကြိမ်ယူရမှာဖြစ်ပါတယ်။ ပြီးရင်ဒီနှစ်ကတစ်ကြိမ်ပြီးရင်၃ညနဲ့၅နှစ်ထပ်ပေါင်းရမှာဖြစ်ပါတယ်ပေါ့နော်ငါးငါးပေါင်းရှင်းတဲ့စီနှစ်တလုံးချန်တဲ့အတွက်နှစ်ကိုနှစ်ပေါင်းရှင်းလေးလေးကိုနှစ်ပေါင်းရှင်း၆၆ခုရှင်းလို့ယူပြီးရင်အဲ့ဒီရှင်းကိုနှစ်နဲ့ထပ်ပေါင်းရှင်းတဲ့စီ okay 6ကြိမ်မှာတော့တွင်းနှစ်အရာနှစ်လေး6ခွန်း8၃ညအနောင်နှလုံးပေါင်းရှင်းပရိဖြစ်ပါတယ်တွင်းနှစ်အရာပေါ့နော်နှစ်လေး6ခွန်း8 တော့ညာအနောက်နှလုံးပေါင်းရှင်ပြိဆိုပြီးရတာဖြစ်ပါတယ်ဗောနော် Okay ဒါဆိုရင်ကျွန်တော်တို့20နံပါတ်1 20နံပါတ်2 20နံပါတ်3ကိုဒီမှာတစုတစီထည့်ရေးပြပေးသွားမှာဖြစ်ပါတယ်ဗောနော် TF တို့တဲ့နံပါတ်1အနေနဲ့2 4 6 9 7 3ရဆိုပြီးရတာဖြစ်ပါတယ် okay နောက်ထပ်နံပါတ်2ကိုလည်းထပ်ပြီးပြပေးသွားမှာဖြစ်ပါတယ်နံပါတ်3ကိုပေါ့နော် โอเคဒါဆိုရင်ကျွန်တော်တို့နံပါတ်2ကတော့ဒီဟာလေးဖြစ်ပါတယ်20လဲတင်ပြီးထားပြီးပြီဖြစ်ပါတယ်ပေါ့နော်ငါတုံများလေးအနေစာပြီးချပေးလာတာဖြစ်ပါတယ်လေးတေကငါ633 6တုံများ6ပါတုံများနဲ့6ပေါင်း6 6နဲ့2ပေါင်း8 4ပေါင်း8 2 3ပေါင်း3 4 3 9 6 3 9 3ည9ခွန်3ည3ည3 9 8 9 4 9နဲ့4ပေါင်း8 3ပြည်ပေါ့နော် โอเคဒီမှာတော့ကျွန်တော်တို့တွင်ဒီအရာ3 3 4 5 6သူပြီးရတာဖြစ်ပါတယ်ဗောနော်โอเคတော့နောက်ထပ်ကျွန်တော်တို့တွင်နံပါတ်3ကိုလည်းဆက်ပြီးပြပေးတော့မှာဖြစ်ပါတယ်ဒါလေးကတော့6 3များ3ဟာနေစတာဗောနော်3များနဲ့3ပေါင်းတော့2 6ပေါင်း8 8နဲ့3ပေါင်း9ဒီ5 9 8တပြင်းမှာဖောက်ပြီးတော့တိတိ6ကနေတောက်6ထပ်ပြီးရှားပေးလာတာဖြစ်ပါတယ် ငါးတုံများလေးမှာတုံများနဲ့လေးပေါင်းလေးငါးတုံများသုံးမှာတုံများနဲ့သုံးပေါင်းသုံးသုံးသုံးရှောင်းမှာသုံးရှောင်းပေါင်းကိုလေးတိကငါးရှောင်းခွန်သုံးသုံးများ၆ပေါင်း၆ရှောင်းနဲ့နှစ်ပေါင်း၈တိ၆ရဲ့နှစ်ပေါင်း၈ရှိပေါ့နော်လေးလေးပေါင်း၈ရှိနိနဲ့တိပေါင်း၃ဆိုပြီးတော့ဒီငါးခုရှိကနေစပြီးတော့၆ထပ်ပြီးလာတယ်ပေါ့နော်လေးသုံးကခွန်၆၃က၉သုံးများ၉ပေါင်း၈၉ခွန်၉၆သုံးများသုံးများသုံးများ ခုံခုံဆက်လေးကိုလေးက73 63ပေါင်းရှင်ကိုဒီတစ်ပတ်မှာတော့တနည်းအရာခွန်ရှိကိုတော်များတင်းတင်းလေးစုကြည့်ရတာဖြစ်ပါတယ်ခွန်ရှိကိုတော်များတင်းတင်းလေးအနော်နှလုံးပေါင်းရှင်ပြိပေါ့နော်ဒါဆိုရင်အဲ့ဒီ23မျိုးစလုံးဒါထပ်ပြီးရှာပြီးတွားအောင်မယ်ဆိုရင်ကျွန်တော်အဲ့မှာနှစ်တလုံး ဖြစ်တယ်ပေါ့နော်နှစ်တလုံးတူတယ်ပြီးရင်လေးတလုံးလေးတူနေတာတွေ့ရတယ်ပေါ့နော်၃ပင်စလုံးမှာပါနေတာဖြစ်ပါတယ် ဒါကြောင့်မို့ကျွန်တော်ဒီ6ချိန်မှာတော့ဒီနေ့အရာ3ပင်စလုံးသာထပ်ပြီးခြာပေးသွားအောင်မယ်ဆိုရင် အနောက်နှလုံးပေါင်းရှင်းပရိအနေနဲ့ညင်းနဲ့အလေးနဲ့ပုံပြီးအသာသွားမှာဖြစ်ပါတယ်ဗောနော် Okay ဒါဒီတနေ့အရာကျွန်တော်မိတ်ဆွေများလေ့လာလို့ရအောင်ရည်ရွယ်ပြီးတော့အသင်ပြပေးရှင်းတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ